ဒီဘွေမနှောကြီးလေးရက်ဆိုင်သွားတော့ကိုပဲသိတယ်လို့ခေါ်တာပါအဲ့တော့အဲ့ဒီဘွေမနှောကြီးလေးကိုတွေ့ပြီဆိုရင်တော့အဲ့ဒီဘွေမနှောကြီးမှာဒီကဏိကလဘာအာယုန်နေထင်တယ်အဲ့ဒီထင်နေတဲ့အာယုန်ကိုသေသေးချာချာလှမ်းကြည့်လိုက်မြင်ပါတယ်နော်ပြီးတော့ဒီနေရာမှာယောဂီတွေဟာတော်တော်တော့စိတ်ဝင်စားစရာကြီးဘုန်းကြီးလည်းမှတ်တမ်းလေးတော့အသင့်တင်တော့မှတ်ထားပါတယ်ဒါပြင်လည်းကိုလိုခကြီးထွက်လာတော့ဒီမှတ်တမ်းလေးလည်းအကုန်လုံးနှုတ်ပြခဲ့တယ်တချို့ယောဂီတွေက မိမိတို့ရဲ့အတိတ်ဘဝမှာနာကြီးခဲ့တဲ့အချက်ကလေးတွေပြန်ပြီးပေါ်လာတတ်တယ်။ဒါတော့ယောဂီတို့ကအဲ့ဒီလိုဆန်လှန့်ပြီးရှုလိုက်တဲ့အချိန်ခါမှာဘာပေါ်လာလဲဆိုတော့သူရှုလို့မရဘူး။အသက်ရှုလို့မရဖြစ်နေတယ်။ဆရာတို့တပည့်တို့အသက်ရှုလို့မရဘူး။ကဲအသက်ရှုမရဘူးဆိုလို့ရှိရင်ရှစ်ဘက်ကိုနည်းနည်းကြော်ကြည့်လိုက်။ အဲ့ဒီကဏိကာလကိုမကြည့်နဲ့ဒီကဏိကမသေးခင်ရှစ်ပိုင်းရှစ်ပိုင်းလောက်ကိုခဝဝေးလေးကိုကြော်ကြည့်လိုက်ပါဆိုပြီးကြော်ကြည့်ခိုင်းလိုက်တယ်ကြော်ကြည့်လိုက်တော့ဘာဖြစ်လဲဆိုတော့ဘုန်းကြီးတို့အိန္ဒိယအမျိုးသားတဦးပေါ့ဘုန်းကြီးတို့ဗမာပြည်မှာလည်လုံနေတဲ့အိန္ဒိယအမျိုးသားတဦးဖြစ်နေတယ်အဲ့ဒီအမျိုးသားကိုတွားတွေ့တယ်ဆိုတော့ဘာလို့တလဲသူ့ကိုမေးကြည့်တယ်အဲ့ဒီအမျိုးသားကလေတော့ကိုဆုံးခံကြွလာတဲ့ယဟန်တော်တပါးကိုသူကဆွန်းလေးလောင်းနေတယ်ဆွန်းလောင်းတဲ့အချိန်ခါမှာဗာစိတ်ဖြစ်တယ်လေအဲ့ဒါကိုတိတိကျကျအကြည့်ခိုင်းလိုက်တဲ့အခါကျတော့ ဒီဟရိယဝတ္ထုကိုမိအောင်ဖန်ရှုခံရပါတယ်နော်အဲ့ဒီဆွမ်းလောင်းနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာတရှိတဲ့ဓာလိဘကိုညာနဲ့ပန်းချယူရတယ်သိမ့်စီရတယ်ရှုရတယ်ရှုလိုက်တဲ့အခါမှာကလအမှုကလူလိုလေးနဲ့ဖြစ်သွားပြီဖြစ်သွားလို့ရှိရင်အဲ့ဒီမှာမနောဒေါရခေါ်တဲ့ဒီဟရိယဝတ္ထုနှလုံးအအတွင်းမှာတရှိတဲ့ရုပ်တွေကိုဆက်လက်ပြီးသိမ့်စီခံရတယ်သိမ့်စီလိုက်တဲ့အခါမှာဟရိယဝတ္ထုကိုမိအောင်ရှုရတယ် အဲ့ဒီဟရိယဝုဒုယောကိုမှီပြီးတော့ဒီမနောဒွာရမနောဝိညာဉ်မနောဒမနောဝိညာဏတခေါ်တဲ့ဝိညာဉ်အသိစိတ်တွေကအဖြစ်များတယ်။ဒီမျက်စိအကြည်နာကြည်နှာခေါင်းကြည်ရှာကြည်ကိုယ်ကြည်ခေါ်တဲ့ဒီအကြည်ယုံတွေကိုမှီပြတဲ့စိတ်တွေကအကျိုးပေးနိုင်လဲဆိုတာမရှိပါဘူးနော်။အဲ့ဒါကြောင့်ဒီဟရိယဝုဒုကိုမိအောင်လှမ်းပြီးရှုလိုက်တာနဲ့ဒီပိနေတဲ့အဲ့ဒီဟရိယဝုဒုကိုရှုနိုင်တဲ့ပုဂ္ဂိုလ်ကဟရိယဝုဒုမှာမှီတွယ်ဖြစ်ပေါ်နေတဲ့နန္တရားလေးတွေကိုလှမ်းသိသိခိုင်းလိုက်ရင်သိသိလို့ရတယ်။ သိနေလိုက်လို့ရတော့အဲ့ဒီမှာသူ့နန္တရားတွေကဘယ်လိုဖြစ်နေလဲဆိုတော့အရှင်ဘုရားတို့လိုပဲယဟန်ဖြစ်ပြစေဆိုပြီးတော့သူကဒီစုလေးဆွန်းလွန်ရင်းနဲ့တောင်းလိုက်တယ်။ဒါကောင်းမှုကုသိုလ်ကအနည်းငယ်လေးဆိုပြီးတော့အထင်တော့သိမသေးနဲ့နော်။အဲ့လိုဆွတောင်းလိုက်တဲ့အချိန်ကကြတော့ပြဿနာကဘာဖြစ်လာလဲဆိုတော့သူကလူကောင်းမဟုတ်ဘူး။လူကောင်းမဟုတ်ဘူးဆိုတာကတော့သူကဓမြဖြစ်နေတယ်။ ဓမြလည်းတိုက်လိုက်တဲ့အခါကျတော့ဒီနေ့ဓမြသွားတိုက်ရင်လည်းဖမ်းမိရောဖမ်းမိတဲ့အခါကျတော့သူ့ဝိုင်းရိုက်ကြတော့ပေါ့လေဝိုင်းရိုက်လိုက်တဲ့အခါကျတော့ရိုက်ယုံနေလားဆိုတော့မဟုတ်သေးဘူးသူ့ကိုဒေလူမျိုးပိုင်းရိုက်ပြီးတော့သူ့ကိုဂုဏီအိတ်ထက်ထက်ဂုဏီအိတ်ကိုကျိုးနေချီကျိုးနေချီစီးပြီးတော့မှလှေပေါ်တင်ခေါ်သွားပြီးတော့မှလှေကြီးလည်းကောင်းကြတော့မှသူ့ကိုကန်ချလိုက်တာကန်ချလိုက်တဲ့အချိန်ကကျတော့အဲ့ဒီမှာရေထဲမှာမသိတဲ့တည်းမှာသူကမျောနေမွန်းနေတာမွန်းပြီးတော့တအား အသက်ရှူကြက်နေတယ်အဲ့ဒါကြောင့်ဒေဂဏီကာလကိုသူကဖမ်းဆိုင်လိုက်ရင်သူမောမောနေတယ်တရားနေပြန်လှမ်းပြီးရှူလိုက်ရင်လည်းသူပြန်မောနေတယ်တပည့်တော်ရှူလို့မရဘူးအဲ့ဒါနဲ့ဘုန်းကြီးကမလုံတယ်ဆိုတော့ကဲဆွလုံးနေတဲ့အချိန်ကမှတောင်းနေတဲ့အဝိဇ္ဇာတနာဥပဒါန်နဲ့သင်္ခါရကံကိုရှူလို့ရတဲ့အခါမှာဒေဂဏီဘက်ကိုပြန်ဆွတ်ပြီးအကြည့်ခန်းလိုက်တော့မှခုနကစက်ကြောင်းပြန်ပေါ်လာတယ်သူကဓမြတိုက်လိုက်တဲ့အခါမှာဖမ်းပြီးတော့ရိုက်ဝမ်းပြီးရိုက်တတ်ကြတာပဲမသိတဲ့တဲ့မှာသူ့ကိုခွင်ရည်ထဲထည့်ပြီးတော့အဲ့ဒါမြစ်ထဲသွားမျောတာပဲ ပြောလိုက်တဲ့အခါကျတော့ခုနကမသေးခင်မှာမြစ်ထဲအမျောခံရတာဖြစ်တော့အဲ့မြစ်ထဲမှာရင်နစ်ပြီးသေးတော့မွန်းနေတာမွန်းပြီးတော့မှအဲ့သေးတော့ဘာဖြစ်လာလဲဆိုတော့အဲ့သေခဏီးကာလလေးဆဲဆဲလေးမှာအသက်မထွက်ခင်လေးမှာအဲ့ဒီယဟန်တော်ကိုဆွလုံးတဲ့ကံအာယုံလေးပြန်ပေါ်လာတယ်ဒါကောင်းမှုကုသိုလ်အထင်သိတော့မသေးကြနဲ့နော်နည်းနည်းလေးပဲမပြောပါလို့တဲ့ကုသိုလ်လေးပဲလို့သိတော့အထင်မသေးနဲ့သူကကဲတင်ပါပဲ အဲ့ဒီအာယုံလေးထင်လာတာနဲ့တပြိုင်တည်းဖြစ်ဖြစ်လေသူကဒီဘောမှာလူလာပြန်ဖြစ်တယ်လူပြန်ဖြစ်တဲ့အချိန်ခါကျတော့ပြဿနာပါလာလဲဆိုတော့မွေးလာတဲ့အချိန်ခါမှာသူကောင်းမှအဲ့ဒီအတိတ်ကညှင်းပါနှိမ့်ဆက်ပြီးရိုက်လိုက်တဲ့ဒဏ်ရာတွေအကုန်လုံးပါလာပါလာတော့မှအဲ့ဒါမှသူကလာပြီးရှောက်တယ်ဆရာတော်တပည့်တော်ငငယ်တုန်းကတပည့်တော်အမေကခဏခဏတပည့်တော်ကိုပြောတယ်ဘယ်လိုပြောလဲ နေငင်းနေမွေးလာတော့နေကောင်းမှထန်ရကြီးတွေပါလာတယ်ဆိုရင်အမေကခဏခဏပြောတယ်ဘာကြောင့်ဆိုတာကုမပဲတပြီတော့တိတော့တယ်ဆိုပြီးတော့လမ်းလျှောက်တယ်နော်ဒီတော့ဆိုလိုတာကအဲ့ဒီမှာယဟန်လို့အတိမနေတဲ့သဘောလေးကအဝိဇ္ဇာယဟန်ဘုတ်ကိုလှမ်းတွေ့တာလိုက်တဲ့သဘောကတဏစိတ်ကပြီးဆွဲတဲ့သဘောကဥပါဒာဒီအဝိဇ္ဇာရဏဥပါဒာသုံးခုခြံရပြီးတန်ခါတော်ကိုဆွမ်းလှူဒန်းခြင်းဆိုတဲ့ကောမှုကုသိုလ်သင်္ခါရတရားတွေကိုပြုစုပြုထောင်းတယ်အဲ့ဒီသင်္ခါရတရားတွေကချုပ်ပြတ်သွားတယ် ချုပ်ကြံတော့တဲ့အချိန်ခါမှာနောက်တစ်ချိန်သူမျောလင့်တောင့်တနေတဲ့ယဟန်ဘောဆိုတဲ့ခန္ဓာငါးပါးကိုဖြစ်စေနိုင်တဲ့စွန့်အင်ကမ္မတတ္တိကိုယုံနာအစင်မှာမြုပ်နှံပြီးမှသူကချုပ်ပြတ်သွားတယ်။ပေါင်းလိုက်တော့အဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံဆိုပြီးတော့အကြောင်းတရားဘယ်နှခုဖြစ်သွားလဲ၅ခုအင်္ဂါဆုံးသွားပြီနော်။ အကြောင်းတရားငါးခုစုံကြည့်သွားလိုက်တဲ့အတွက်အဲ့ဒီအကြောင်းတရားကမ္မတ္တတိကဒီဘောအမိဝန်းတွင်မှာပဋိသန္ဓေကရလရေကြီးတိဇခိုင်မှာယုတ်တဲ့နန္ဒီကိုဖြစ်စေသလားမဖြစ်စေဘူးလားဆိုတော့သူ့ကိုထမ်းပြီးသေချာအရှုခိုင်းလိုက်တော့အဲ့ဒီကံကြောင့်ဒီဘောမှာယုံနာဖြစ်တာကိုထမ်းပြီးကြည့်တော့တွေ့သွားတယ်နော်အဲ့ဒီခါကျတော့မှဝိဇ္ဇာရဏဥပဒံတိခါရကံနဲ့အဝိဇ္ဇာဖြစ်ခြင်းကြောင့်ယုတ်ဖြစ်အဝိဇ္ဇာကအကြောင်းတရား ပိဋ္ဌာန်ကမ္မဇယုတ်ကအကျိုးတရားတဏှာဖြစ်ခြင်းကြောင့်ပိဋ္ဌာန်ကမ္မဇယုတ်ဖြစ်တဏှာကအကြောင်းတရားပိဋ္ဌာန်ကမ္မဇယုတ်ကအကျိုးတရားစသဖြင့်ဒီလိုအကြောင်းတရားနဲ့အကျိုးတရားတွေကိုသိသိရပါတယ်။ဒါကိုညာနဲ့ပိုင်းခြားယူတာကိုသိသိတယ်လို့ခေါ်ပါတယ်နော်။အဲ့ဒီရှုွက်ကိုစနစ်တကျသူကပိုက်စိတ်တက်ပြီးတော့ဘုန်းကြီးတို့သကုဒ္ဒရာဝိတိသောတဒ္ဒရာဝိတိကန္တဒ္ဒရာဝိတိဇင်ဝဒ္ဒရာဝိတိကာယဒ္ဒရာဝိတိမနောဒ္ဒရာဝိတိခေါ်တဲ့ဒီဝိတိ၆မျိုးလုံးမှာရှိနေတဲ့ ခန္ဓာငါးစိတ်တဲ့ခန္ဓာတိုင်းမှာရှိတဲ့ခန္ဓာငါးပါးတိုင်းမှာစနစ်တကျလိုက်ရှုအောင်မှဖြစ်ပါတယ်နော်ဒီရှုွက်တွေကတော့ယောဂီအများစုကတော့အများဆုံးတစ်ပတ်နှစ်ပတ်လောက်ကြာအောင်ရှုရပါတယ်အဲ့ဒီခါကျတော့မှအကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့်အကြောင်းတရားထင်ရှားဖြစ်ပုံကိုသိတယ်သိမိတဲ့အချိန်ကကျတော့ဒီလောက်နဲ့လွန်လောက်သလားဆိုတော့မလွန်လောက်ပါဘူးနော်အတိတ်အဆက်ဆက်ကိုလည်းမိမိတို့စွန့်နှိမ်တလို့ပေါ့လေးဘဝငါးဘဝအစသည်ဖြင့်လှမ်းပြီးရှုအကြောင်းနဲ့အကျိုးလှမ်းပြီးအတုပဲသိသိရတယ် အနာကလည်းမိမိတန္တရာခီးဆုံးတဲ့အထီတော့ရှုရပါတယ်နော်ရှုလိုက်တဲ့အတွက်ဘာဖြစ်လဲတန္တရာခီးကဒီဘဝမှာဆုံးတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်နောင်အနာကဘဝတစ်ခုနှစ်ခုကြာမှာဆုံးမဲ့ပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်သို့တော့အဲ့ဒီအနာကဘဝတစ်ခုနှစ်ခုဆိုတာကကျင်းသေးသလားဆိုတော့ကျင်းတော့မသေးဘူးကျင်းမသေးဘူးဆိုတာကအကြောင်းကဒီဘဝမှာပဲမိမိတို့က အပြင်းအထန်ဥပဒနာဘာဝနာတွေကိုကြင့်ကြံကြုတ်ကိုဘောမြအထုတ်လိုက်လို့အရတ္တဖို့စိုက်သွမ်းမယ်ဆိုရင်တော့အနာဂတ်ကမဖြစ်တော့ဘူးနော်ဒီဘဝမှာကကိုကမန္တကထွက်လို့မရဖြစ်နေပဲဟုတ်တယ်မလားကန္တကမြင်းကကတ်နေလို့ထွက်လို့ကမရဖြစ်နေမယ်ဆိုရင်တော့ဘာဖြစ်မလဲအဲ့ဒါအနာဂတ်ကတော့ဆက်ရမှာပဲနော်အဲဒီတော့ထွက်လို့ရမယ်ဆိုရင်တော့အနာဂတ်ကဆက်ဖို့အကြောင်းမရှိပါဘူးအဲ့ဒီမှာကြမှာ အကြောင်းတရားတွေခြုံငင်းခြင်းကြောင့်အကျွတ်တရားခြုံငင်းပုံအဲ့ဒီမှာသိမှာနော်အဲ့ဒီရှုခွင့်တွေကိုစဉ်းစားကြရှုပြီးတဲ့အချိန်ခါကျတော့မှဒီပုဂ္ဂိုလ်ကဒီအတိတ်ယုတ်တရားပစ္စုပန်ယုတ်တရားအနာဂတ်ယုတ်တရားအဲ့ဒီယုတ်တရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးထပ်တင်ပြရှုရမယ်ဘာကြောင့်လဲအတိတ်ဘုံမှာစွန့်နေတဲ့အစွဲကိုပြုတ်ချင်ရင်အတိတ်ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးထပ်တင်ပြရှုရတယ် အနာဂတ်ခန္ဓာ၅ပါးပုံမှာစွဲနေတဲ့အစွဲကိုပြုတ်ကျင်တယ်ဆိုရင်လည်းအနာဂတ်ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးတော့ရှုရတာပိစ္ဆုပန်ခန္ဓာ၅ပါးပုံမှာစွဲနေတဲ့အစွဲကိုပြုတ်ကျင်တယ်ဆိုရင်လည်းပိစ္ဆုပန်ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးတော့ရှုရပါတယ်ဒါကဝိပဿနာဉာဏ်ရဲ့စွမ်းအားက ရှုတဲ့တရားအပေါ်မှာစွဲတဲ့အစွဲသာပြုတ်တယ်ရုပ်ကိုရှုရင်ရုပ်ပေါ်မှာစွဲတဲ့အစွဲပြုတ်မယ်နာမ်ကိုရှုရင်နာမ်ပေါ်မှာစွဲတဲ့အစွဲပြုတ်မယ် အစ္ဆဒရှုရင်အစ္ဆဒမဆွဲတဲ့အစွမ်းပြုတ်မယ်ဗိဓာမရှုရင်ဗိဓာမဆွဲတဲ့အစွမ်းပြုတ်တယ်ပြုတ်တယ်ဆိုတာကအပြီးပြုတ်တာမဟုတ်ဘူးသူကတရင်ကပဲအပြီးပြုတ်နိုင်တဲ့စွမ်းအားကအရိယာမဉ္ဇဏ်ပဲဖြစ်ပါတယ်နော်အရိယာမဉ္ဇဏ်စိုက်ဖို့ဆိုတာကဝိပဿနာဉာဏ်ကြီးကအစဉ်စစ်အာကြီးသောမြေယဥပ္ပနိတိယပစ္စယတတ္တိဖြင့်ကျေစုပြုပြီးမပေးဘူးဆိုရင်ဝိပဿနာဉာဏ်ရဲ့အဆုံးမှာအရိယာမဉ္ဇဏ်ဖွဉ္ဇဏ်ကဘယ်လိုမှမပေါ်နိုင်ဘူး ဝိပဒနာဉာဏ်ရဲ့အစဉ်စဉ်အာကြည့်သောမိယာဥပနိတ္တယပစ္စယတတ္တိဖြင့်ကျေတုပြုပေးမှမှအရိယာမဉ္ဇဏ်ဖုန်ဉဏ်ကရင့်ကျက်လာတဲ့ဝိပဒနာဉာဏ်ရဲ့အဆုံးမှာပေါ်လာမှာဖြစ်တယ်နော်ဒါကြောင့်ဝိပဒနာရှုတဲ့အခါမှာပိုက်ဆိုင်တက်ပြီးတော့ဒီအကြောင်းတရားတွေထင်ရှားဖြစ်လို့အကျိုးတရားထင်ရှားဖြစ်ပေါ်အကြောင်းတရားတွေချုပ်လို့အကျိုးတရားချုပ်ပုံကိုလည်းရှုရမယ်အကြောင်းကျိုးနှစ်ရလုံးတို့ရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုလည်းမြင်အောင်ရှုရမယ်